အားလုံးပဲမင်္ဂလာပါရှင် Digital Fusion ကုမ္ပဏီမှကြိုဆိုပါရရှင်ညီမအကူ DB ရိုလေးမှဆိုရင်တော့ကိုယ့်ရဲ့ကွန်ပျူတာလေးတွေကိုလက်ကျန်ညှိနှိုင်းတဲ့ကိစ္စနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးမှာပဲဖြစ်ပါတယ် ဒီတော့ညီမတို့ကဒီကုန်ပစ္စည်းဆိုတဲ့ကဏ္ဍထဲမှာတောက်ရောက်ပြီးလှုပ်ဆောင်လို့ရပါတယ်။ပထမအဦးဆုံးကုန်ပစ္စည်းကိုလက်ကျန်နေမညှိနှိုင်းခင်မှာတော့ညီမကကုန်ပစ္စည်းရဲ့ store လေးတွေကိုတစ်ချက်စစ်ပြပါမယ်။ဒါကြောင့်မလို့ကုန်ပစ္စည်းစည်းရင်းထဲကိုသွားမယ်။ပြီးရင်ညီမတို့ကအရေးအတွက်ကြည့်လိုက်ရင် Premier Fusion ကို parking လေးကအထောက်တရာရှိပါတယ်။နောက်ထပ် Premier Fusion ကိုအထောက်သေးလေးကတော့10ရုပ်ဆိုပြီးတော့ရှိပါတယ်ရှင်။ဒီတော့ညီမကကုန်ပစ္စည်းကိုမှအရင်အတွက်ကိုပြင်ကျင်နေဆိုရင်ဒီဘေးကခဲရံလေးကိုနှိပ်ပြီးပြင်လို့ရလားဆိုတာကိုပြောပြပေးပါမယ်။ ဒီလိုမျိုးခဲတံလေးကိုနှိပ်ပြီးတော့ပြင်မယ်ဆိုရင်တော့ညီမတို့ကနာမည်လေးဘာကုတ်လေးစတာတွေကိုပြင်လို့ရပါတယ်ဒါပေမဲ့ညီမတို့ကဘာလေးကိုပေးမပြင်ဆိုလဲအရေအတွက်လေးကိုတော့ပေးမပြင်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီအရေအတွက်ကိုပြင်လိုက်တဲ့အခါမှာညီမတို့ကစရင်းနေကန့်ညှိုးမှုရှိဘူး၊ကွာဟမှုတွေကိုညီမတို့ကပြန်ပြီးတော့အရေအတွက်လိုက်ပြီးတော့ဆင်လို့မရတဲ့အကြောင်းလို့ဒီနေရာမှာတော့ပေးမပြင်ပါဘူး။ဒါကြောင့်ကွန်ပျစီရဲ့အရေအတွက်ကိုညှိနှိုင်းခြင်းနဲ့ပြင်ခြင်းနဲ့ဆိုရင်တော့ဒီကွန်ပျစီဆိုတဲ့ကဏ္ဍတွေကမှကွန်ပျစီလက်ချက်ညှိနှိုင်းစရင်းဆိုတာလေးမှသွားပြီးတော့ပြင်လို့ရပါတယ်။ ဒီတော့ဒီကော်မစီလက်ချာစာရင်းလေးတွေကိုဝင်လိုက်ပြီဆိုရင်တော့ကိုပြင်ချင်တဲ့ပစ္စည်းမျိုးစားရဲ့နာမည်လေးကိုဒီ search box လေးမှာရှာပြီးတော့ညီမတို့ကပြင်လို့ရပါတယ်။ဒီတော့ညီမကဒီ Premier Fusion Parking လေးကိုညီမကဆယ်လုံးရောက်နေတယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလေးပြင်မလဲဆိုတာကိုပြပြပေးပါမယ်။ကိုကအခုလက်ရှိရှိနေတဲ့ အရေးအတွက်ကအထုတ်တရာပါဒီတော့ဒီအထုတ်တရာကိုမှညီမတို့က၁၀လုံးရောက်နေတာလက်ရှိမှာတော့အခုလောလောဆယ်အထုတ်90ပဲကိုကတွေ့ထားရဆိုရင်တော့ညီမတို့ကဒီညှိနှိုင်းရေးအတွက်ဆိုတဲ့နေရာမှာကျော့သွားတဲ့တံမိုးကိုထည့်ပြရမှာပါဒီတော့ကိုက30ထည့်လိုက်တယ် ပြီးရင်အတားခေါက်လိုက်ရင်အရေးအတွက်က130ဆိုပြီးဖြစ်သွားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနေရာကအပေါင်းဖြစ်နေလို့ပါ။ကိုကဒီနေရာမှာအပေါင်းဖြစ်နေရယ်ဆိုရင်တော့ဒီလက်ရှိအရေးအတွက်နဲ့ညီနိုင်းအရေးအတွက်ကဒီအပေါင်းလေးနဲ့ပေါင်းသွားပြီးတော့အရေးအတွက်ကအသစ်ဖြစ်သွားမှာပါ။ဒါကြောင့်130ဖြစ်သွားတယ်။ကိုကရော့နေတာကိုပေးချင်တယ်ဆိုရင်တော့ဒီအပေါင်းလေးမှာကလေးလေးချပြီးတော့မှအနှုတ်လေးကိုရွေးချယ်ပြီးတော့ညီမတို့ကထားပေးရမှာပါ။ဒါဆိုရင်တော့ညီမတို့ရဲ့အရေးအတွက်က60ဆိုပြီးတော့ပြောင်းသွားပါတယ်။ဒါဆိုရင်ကိုကအရေးအတွက်ကို တံပိုးရော့ပြီးတော့တွေ့ရဆိုရင်တော့အနှုတ်လေးကိုယူချက်ပေးရမှာပဲဖြစ်ပါတယ်ဒီတော့ညီမကဆယ်လုံးရော့နေရဆိုပြီးတော့ညီနိုင်ရေအတွက်ကိုထဲလိုက်ပါတယ်အဲဆိုရင်အစ်တီအစ်တော်မှာ60ဆိုပြီးပြမယ်။နောက်ထပ်ညီမကဒီ Premier Fusion လေးကိုပဲဒီအထုပ်သေးလေးကို100ရောက်တွေ့ရဆိုပြီးညွှန်ထားခြင်းနဲ့ဒါဆိုလို့ရှိရင်ညွှန်ကဒီနေရာလေးမှာအပေါင်းလေးတိုင်းပဲရွေးပြရမှာပါ။ ကိုကပို့ပြီးတိုးတွေ့ရဆိုရင်အပေါင်းကိုထားပြီးတော့တွေ့တဲ့အရေအတွက်တံခိုးကိုဒီညှိနှိုင်းဆိုတဲ့အကွက်လေးမှာထည့်ပေးရမှာပဲဖြစ်ပါတယ်။ဒီတော့ညီမကတဆယ်ဆိုပြီးတော့ထည့်လိုက်တဲ့အခါမှာဆိုရင်တော့အစ်စ်အရေအတွက်မှာ20ဆိုပြီးတော့ပြပါတယ်။ငါကိုရှိရဲ့အရေအတွက်10လုံးနဲ့အစ်စ်ထက်တွေ့10လုံးနဲ့ပေါင်းပြီးတော့20ဆိုပြီးတော့ပြတာပဲဖြစ်ပါတယ်။ပြီးရင်တော့ညီမတို့ကတိတ်မိဆိုတာလေးကိုရွေးချယ်လို့ရပါတယ်ရှင်။ တကယ်လို့မှတ်ချက်ပေးခြင်းရင်လည်းညီမတို့ကဒီနေရာမှာမှတ်ချက်လေးပေးလို့ရပါတယ်။ဘယ်နည်းကပေါ့နော်ဘသူကတော့ပြင်သွားတယ်ဆိုတာမျိုးဘာကြောင့်ပြင်လိုက်ရတယ်ဆိုတာမျိုးစတဲ့အကြောင်းအရာလေးတွေကိုမှတ်ချက်မှာပေးလို့ရပါတယ်။ပြီးရင်တော့အသိမိဆိုပြီးတော့ညီမတို့ကအသိနိုင်လို့ရပါတယ်ရှင်။ဒါဆိုရင်တော့ခုနကတင်လိုက်တဲ့ကုန်လက်ကျန်ညှိနှိုင်းစည်းရင်းကိုညီမတို့ကညှိနှိုင်းထားတာတွေကိုပြန်ကြည့်ခြင်းဒီအောက်မှာတက်ပလေးနှစ်ခုရှိပါတယ်ဒီထဲမှာမှကုန်လက်ကျန်ညှိနှိုင်းစည်းရင်းဆိုတာလေးရှိပါတယ်ဒီတော့ကုန်လက်ကျန်ညှိနှိုင်းစည်းရင်းလေးရဲ့မှာညီမတို့ကတက်ကြည့်လို့ရပါတယ်ရှင် ရဲမှာသွားကြည့်လိုက်ရင်တော့ညီမတို့ကနှိမ့်နိုင်လိုက်တဲ့အကြောင်းအရာပေါင်းချလေးကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီတော့ဒီပေါင်းချလေးမှာကြည့်ကြည့်မယ်ဆိုရင်တော့ Premier Fusion ကိုညီမတို့ကလက်ရှိအရေအတွက်ကအထုပ်100ရှိရဲ့ Parking တော့ကအဲ့ဒါကိုမှညှိနှိုင်းရေအတွက်မှအနှုတ်30ပေါ့နော်ညီမတို့က10တုံးနှုတ်လိုက်တယ်ပြီးရင်တော့ Premier Fusion အထုပ်သေးလေးက10တုံးရှိရဲ့လက်ရှိလက်ရှိအရေအတွက်က10တုံးပြီးတော့ညှိနှိုင်းရေအတွက်မှလည်း10တုံးဆိုပြီးတော့ညီမတို့ကတိုးလိုက်တယ်ဆိုတာမျိုးကိုတွေ့ရမှာပဲဖြစ်ပါရဲ့ရှင် ဒီတော့ညီမကကွန်ပျူစီလေးကိုမှန်မှန်မှန်တစ်ချက်ကွန်ပျူစီစရင်ထဲမှာကြည့်ပြပါမယ်။ဒီတော့ကွန်ပျူစီစရင်ထဲမှာကြည့်လိုက်မယ်ဆိုရင်တော့ Premiere Fusion ကအစကအထုပ်တရာရှိရအခုတော့60ပဲရှိရတယ်။ပြန်တော့အထုပ်သေးလေးကတော့အစားက10လုံးရှိရဲ့နောက်ထပ်10လုံးထပ်ပေါင်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်အထုပ်20စုပြီးတော့ညီမတို့ကတွေ့ရမှာပဲဖြစ်ပါတယ်။ ဒါကတော့ညီမတို့ရဲ့ software လေးထဲမှာဆိုရင်ကုန်ပစ္စည်းလေးတွေပေါ်မှာဘယ်လိုမျိုး adjust လုပ်မယ်ဆိုတဲ့အပိုင်းလေးနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားတာပဲဖြစ်ပါရဲ့ရှင်။လူကြီးမျိုးများအားလုံးတရားအေးချမ်းသောနေ့ရက်လေးဖြစ်ပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။